ားလုံးပဲမင်္ဂလာပါရှင်။ကျွန်မဒီကနေ့မှာတော့မုံညင်းစီရဲ့ကောင်းကျိုးနဲ့သူ့ရဲ့အာနိသင်အကြောင်းပြပြပေးပါမယ်။မုံညင်းစီရဲ့ဆေးဘက်ဝင်ပုံပေါ့နော်။ကျွန်မတို့မုံညင်းစီမှာဆေးဘက်ဝင်တဲ့အသုံးဝင်ပုံတွေအများကြီးရှိတယ်။နောက်ကျွန်မတို့အလွယ်တကူလည်းဝယ်လို့ရတဲ့အတွက်ကြောင့်မလို့အိမ်တိုင်းစောင့်ထားတင်တဲ့ စီတမျိုးဆိုလည်းမမအောင်ပေါ့နော်သူရဲ့အာနိသင်ကမြမစင်ချမ်းကြီးအလိုရဆိုရင်တော့မုံကြီးကဆက်တဲ့ခါတဲ့အရာသာရှိပြီးတော့ပူတဲ့တတိရှိတယ်။နောက်ထက်မြက်တဲ့ဝမ်းမိကိုတောက်စီတယ်။တလိမ့်တို့ကိုငင်းငိမ့်စီတယ်။သွေးအန်တာသွေးကြတာနူနာဖြစ်တာနောက်ရာရန်တာတွေကိုပျောက်ကင်းစီရယ်ဆိုပြီးတော့မြမစင်ချမ်းကြီးအရာဖော်ပြထားတာရှိပါတယ်။ နောက်မုံညင်းစိကိုကမုံနဲ့သွေးပြီးရောပြီးတော့အစစ်ရောင်တဲ့နေရာတွေကိုလိမ့်မိမယ်ဆိုရင်အဲ့ဒီအစစ်ရောင်နာတွေပြောက်ပြင်းပါတယ်။နောက်နားနာတွေနားကြိုက်တာတွေပေါ့နော်။ကျမတို့အေးလွန်ပြီးရောကြိုက်တဲ့နားနာနားကြိုက်တာတွေအတွက်မုံညင်းစိအနေငယ်လေးကိုနားအတွင်းကိုခတ်ပေးမယ်ဆိုရင်ပြောက်ပြင်းတယ်။ နောက်ပွင့်နိုင်ရတာပေါ့နော် မုံညင်းစီနောက်မယိုးရွက်တတ်ထူရေနောက်နနွင်းတက်ပေါ့နော် မုံညင်းစီရဲ့မယိုးရွက်တတ်ထူရေရဲ့နနွင်းတက်ရဲ့ဒီသုံးမျိုးကိုရောပြီးတော့ချက်ပြီးတော့ရရှိလာတဲ့အစီကိုစိတ်ယူပြီးတော့အနာတွေကိုလိမ့်ချန်ပေးမယ်ဆိုရင်ပွင့်နိုင်ရတာကြီးပြောက်တယ်လို့အဆိုရှိပါတယ်နောက်ဘိုင်းနာတာအစုပ်အေးမိတာနာစိချောင်းဆိုးတာတွေအတွက် ကလေးလူကြီးမင်းရေမုံညင်းစီကိုပယုံနဲ့ချက်ပြီးတော့အပူပေးပြီးတော့ဖိုက်ထားတဲ့နေရာကိုဝမ်ပိုက်နေရာကိုစိတ်နေရာလိမ့်ပြီးလို့ရပါတယ်။နောက်အဆုပ်အအေးမိတာပေါ့။ပန်းနာရင်ချက်ဖြစ်တာနာစိချောင်းဆိုတာဖြစ်တယ်ဆိုရင်တော့ရင်ပတ်ကြောကုန်းနေရာတွေကိုစိတ်ဝင်အောင်လိမ့်ပြီးနွေနွေထွေးထွေးလေးနေပြီးမယ်ဆိုရင်ချွဲတလိတ်တွေပြောပြီးတော့ထွက်ကြစေနိုင်တဲ့အစွမ်းရှိပါတယ်။ နောက်ဘေးလုံးယောဂသွေးဖြင့်မြင်းတရယောဂနောက်လေထိုးလေအောင်တာဒီယောဂတွေအတွက်တော့မုံကြီးစီကိုအနေငယ်တောက်ပြီးမယ်ဆိုရင်ယောဂဖြစ်တဲ့နေရာတွေတက်တာတယ်နောက်ယောဂဖြစ်တဲ့နေရာတွေလိမ့်ပြီးလို့လည်းရတယ်တောက်ပြီးလို့လည်းရတယ်နောက်ထိတ်ကန်တာပေါ့နော်ညအရာဝင်တဲ့အချိန်မှာနှာခေါင်းအတွင်းမုံကြီးစီအနေငယ်ထည့်ပြီးမယ်ဆိုရင်ထိတ်ကန်တာပျောက်ကင်းစေရလို့အဆိုရှိပါတယ်နောက်မခယူနာပေါ့ကလေးတွေရှာမှာမခယူနာပောက်တယ်ဆိုရင်မုံကြီးစီလိမ့်ပြီးလို့ရတယ် ုံရင်းစီကတောက်လို့လည်းရရပေါ့နော်ဆိုတော့ခေါင်းခေါင်းအကိုက်ချင်းတွေအတွက်လည်းကိုယ့်ရဲ့ခေါင်းကိုပုံရင်းစီအနေနဲ့ထည့်လိုက်ပြီးလို့ရတယ်ဆက်ကြောတက်တာမျက်ရူကိုက်တာတွေဒီလိုဖြစ်တဲ့ဆိုလည်းဒီဆက်ကြောတက်မျက်ရူကိုက်တဲ့နေရာတွေကိုပုံရင်းစီလိမ့်ပြီးရတတပြပြင်းစေနိုင်သွားရှိပါတယ်နောက်ထုံချင်းကိုက်ခဲတာချိနေတာအကျောဆွဲတာလက်ကတ်ချိကတ်ယောဂါတွေအတွက်ဆိုရင်တော့ပုံရင်းစီတစားနှမ်းစီတစားတောက်စိတ်စီဒါမှမဟုတ်လို့ရှိရင်တောစိတ်စီနဲ့ရောဆက်ပြီးတော့လိမ့်ပြီးတယ်ဆိုရင်ပြောက်ခင်းပါတယ် နောက်လေမင်းကြီးယောဂအနာပြက်အနာဆွေးပေါ့နော်ဒီအနာတွေပေါ့မုံညင်းစီလင်းပြီးဖြောက်ကင်းတယ်အမျိုးသားယောဂဥကြခြင်းအတွက်တော့မုံညင်းစီနဲ့နှိမ့်ငယ်လင်းပြီးတယ်ဆိုရင်ဖြောက်ကင်းတယ်နောက်ဘာမယောဂမှမရှိဘဲနဲ့တာမန်လူဆိုရင်ခန္ဓာကိုယ်မှာလင်းပြီးတော့အိပ်ပေးမယ်ဆိုရင် ဝဲနာယာနာနုနာလီနာတွေကိုကင်းဝင်စီရဲ့ဆိုတော့ဒါကတော့မုံငင်းစီရဲ့အစွမ်းကျေးဇူးတွေပြပြပေးရပါတော့အခုနောက်ပိုင်းမှာဆိုရင်မုံငင်းစီကထုံလုတဲ့နေရာရဲ့လည်းတော်တော်များများရှိနေပြီဆိုတော့မုံငင်းစီအစ်စ်ကိုဝယ်ပြီးတော့နေပေးမယ်ဆိုလို့ရှိရင်ကျမရဲ့အတွက်အရင်ကောင်းကျိုးတွေများတဲ့အတွက်ကြောင့်မလို့ကျမကဒီဗီဒီယိုလေးနဲ့မုံငင်းစီရဲ့အစွမ်းတက်တီလေးတွေကိုအားလုံးကိုမျှဝေပေးလိုက်ရပါတယ်ရှင်